ဒီနေ့တင်နန်းလေးကတော့ကြောင်ပရောင်မျိုးကလက်တင်နဲ့တင်နန်းသူပါရှင့်ဒီတင်နန်းသူကတော့သူနှစ်ရက်တင်ရပါမယ်တဘာဝခေါင်းလျှော်ရဲ့ကောလိပ်ဂျင်ဆက်ပြခဲ့ပေါ့နော်တင်နန်းသူဟောင်းပါရှင့်ဘာလို့လဲဆိုတော့အရင်ကတော့က ဒီဆက်ပြခရင်ရဲ့ရေချိုးရှာဝါရဲ့နှစ်ဖာသာတင်ပြီးသားပါအခုကြံနေကောလဂျင်ဆက်ပြခဲ့တဲ့ဘောင်ခေါင်းလျှော်ရဲ့နှစ်ဖာသာလက်တင်ပါတယ်အခုဆိုလို့ရှိရင်အန်ဒရိုဒီကောလဂျင်ဆက်ပြခဲ့ကိုကမီကယ်ဘိုင်းတွေကိုတေချာစာတွေရှင်းပြပြီးမှဟိုလက်တွေလောင်းပြနေပဲပေါ့နော်ဒီဆီယမ်မဆိုလို့ရှိရင်အဲဆီယမ်မဒီ လုံအားတဲ့အရက်ကိုလက်တင်နာပါရှိအခုလိုမျိုးပဲကိုအားတဲ့ရက်ကိုအချိန်ပေးပြီးလက်တင်လို့ရပါတယ်ကိုကရချင်းညှိစရာမလိုပါဘူးကိုအားတဲ့ရက်ကိုရချင်းကြိုတင်ရချင်းယူပြီးတော့လက်တင်လို့ရပါတယ်ရှင့်အခုဆိုလို့ရှိရင်ရွှေဆက်ပြကဲဆန်ဆက်ပြကဲပြန်စမစ်ဆက်ပြကဲ၃မျိုးလောက်မယ်အခုဆရာမကိုတိုင်းပေါ့နော်ဒါအเจ้าဆရာမပါအဲသူเจ้าအားတဲ့အချိန်မှာလက်တင်နာပါရှင့် အခုလိုမျိုးပေါ့နော်ဒါအခုကိုတိုင်းလဲလောင်းရတဲ့ကိုပောင်းဝင်ပစ္စည်းတွေကိုတဲ့တိတိချာချာလေးဒါအန်တုတစ်ခုချင်းစီထောက်ပြီးရှင်းပြလိုက်ပါတယ်ရှင့်တအူးချင်းမို့လို့ပေါ့နော်ဘာမှအာနာဆရာမလို့အရင်တော့ကတင်သွားတာလေးကိုအိမ်မှာအဲ့ဒါပြလို့ရှင့်အန်တုမေးမြန်းလို့ရပါတယ်ဆွေးနွေးလို့ရပါတယ်ရှင့် အခုပကန်းစီအဝိရှောအဝိပေါင်းတင်ရှုံမွေးတဲ့အဲ့လိုအဲပြန်ပြီးလုတ်တဲ့ခါမှာဘလို့နေရာမှာဘလို့လုံးရလဲဆိုတာလေးတွေတေချာပြန်ပြောပြပေးပါတယ်အခုဆိုလို့ရှိရင်တဘာဝခေါင်းလျှော်ရေးပထမနေ့ဖြစ်တဲ့ပြုတ်ရည်လေးကိုအဲ့လိုဒါစားလုံးနေပါပြီအရွက်တွေကိုလည်းတေချာရှင်းပြပေးလို့ကမီကယ်ဘိုင်းတွေကိုလည်းတေချာထောက်ပြပြီးရှင်းပြပါတယ်ရှင်အခုပြုတ်ရည်ကိုရေချိန်နဲ့ရေပြုတ်ဖို့ပေါ့เนาะအခုဆိုရင်ရှားဆောင်လေးကိုလည်းအန်ဒရိုတေချာပေါင်းခံပြီးတေချာစနစ်တကျနေလုတ်ပေးပါတယ်အခုပေါင်းခံဖို့ပထမ